အားလုံးမင်္ဂလာပါရှင်။စာရေးဆရာတကုံတာယာရေးသားတဲ့ပကန်းသားဆိုတဲ့ဝတ္ထုတော်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အခန်းတနှင်းငွေကလေးသည်တည်ရီထားလျက်ရှိလေသည်။ယောက်ျားမျိုးတဦးသည်လဲကျနေသောတစ်တုံးတို့တစ်ခုပေါ်၌ခြေကိုမြေကြီးပေါ်သို့တွဲလောင်းချ၍ထိုင်ကာအဝေးသို့ငေးမြော်နေဟန်ရှိလေ၏။ကြည်လေတိုင်းသော အရက်ဒေသတို့ကရှုမဆုံးမျောမခန့်သော ငဆောင်ချမ်းနေထူထပ်ပြေးသိပ်သောကနိုင်ကြီးနေမြေမညိုမိုင်းဆူဆူဆိုင်း၍နေသောတောင်တန်းကြီးများဖြစ်လေ၏။နရော်လာစုံရန်လာတချမ်းပယ်ကလေးသည် တီးဘက်ပြည်လောက်စီမှတာတောက်တာလျက်ရှိလေ၏။ဂျေတာယာကလေးတို့သည်လည်းသူ့နေရာနှင့်သူ ကိုဝတရားကို ကိုတိသည်နှင့်မချာလူပြည်လောကကြီးအားမိမိ၏မေးမိန်သောရောင်ကြီးကလေးများဖြင့် ဖြံပြူးပေးဝေ၍နေလျာမြဆိုင်များဒုံးကြီးများပေါ်တွင်စိန်ပွင့်စိန်ခဲများကိုကျဲထားပြီးတကဲ့သို့မှတ်ထင်ရလေ၏လာတချမ်းပေကလေး၏အေးသွေးမှကျဲတာယာကလေးများနှင့်နှိုင်းစာသော၎င်းကကဲလွန်တော်လေလောကပိုင်ဆိုင်ရာဝိတ္ထုပစ္စည်းများဖြစ်သော ရေမြေတောတောင် တိုင်းပြည်ပေါင်းအတွင်းသို့ချင်းနှင်းဝင်ရောက်ထွန်းတောက်သည့်အခါတွင်မူအလိုရှိရာအလင်းရောင်ကိုမပေးနိုင်သည့်အတွက်မုံနီမုံမွား ဝုဒဝါဒဖြစ်နေလေ၏အာနဝါနှင့်တန်နာစိန်စံအိုင်ကမ်းမြစ်ပြင်တောတခွင်တောင်တခွင်တစ်ပင်ပန်းပင်များမှာအဝိညာဏကပစ္စည်းတတ်မဲ့ဝိတုများဖြစ်သောကြောင့်လဆုပ်ပက္ခကလေး၏မဆွမ်းမတန်သောဂုံနှုတ်ချင်းကိုမတိနာမလဲသည့်အလားပြုသမျှကိုတွင်တွင်သာခေါင်းကလေးအားငုံ၍နေနိုင်တော်လဲသွေးနှစ်သားနှင့်အသက်ရှိသော ပြိုဝင်းတွင်မူ စိုးစင်းမြမကျေနပ်နိုင်ပေအပြစ်ကင်းစင်သော လာချမ်းကို အပြစ်တင်ကဲ့ရဲ့လျက်ရှိနေလေ၏ပြိုဝင်းထိုင်နေသောနေရာမှာမြမပြည်မြောက်ပိုင်းငဆောင်ရှမ်းရင်တောကြီးတောင်ကြီးအလဲတွင်ဖြစ်လေ၏ယောက်ျားမျိုး၏အနီးနားပဝန်းကျင်တွင်တောင်တန်းကြီးများတစ်တောကနိုင်ကြီးများနှင့်ထိုဒေသကို ခွေဝိုက်စီးစင်းနေသော ရွှေစင်ချောင်းကလေးမှတပါတက်ရှိလူတက်တော်ဟူ၍မတွေ့နိုင်ခြင်း ပန်းမွင့်ကလေးများအဆုံးလိုက်ခိုင်းလိုက် ပွင့်ဖူးနေသည့်နှင့်မချဖြစ်နေသောကျဲတာယာကလေးများနှင့် ရွှေစင်ချောင်းကလေးတို့သည် ထိုလူးလင်ပြို၏အဖော်တတ်ထားပင်ဖြစ်လေ၏တို့ရာတွင်ယောက်ျားပြိုထိုင်နေသော အရက်ဒေသနှင့်နှစ်တိုင်သုံးတိုင်ခန့်ဝေးကွာသောနေရာတွင်မူစကန်းချတာသောပကံပြီမှမြန်မာစစ်တပ်ကြီးတက်ရှိလေ၏မလန်မကန်တောတစ်ဖက်တွင်က တရုတ်စစ်တပ်ကြီးဖြစ်လေ၏ တရုတ်စစ်သည်များအရေးအတွက်မှာမြင်းချောက်တန်းစစ်သည်သူရဲ့နှကရီလောက်ဟုအထောက်တော်များထံမှကြားသိပြီးဖြစ်လေ၏ပြိုဝင်းသည် အဝေးသို့မျှော်ရင်တပ်ပြင်းကြီးချလိုက်လေ၏လူလင်ပြိုသည်ပကံပြီးမြမစစ်တပ်မှ သူရဲ900ကို ကိုကဲရသောတမူးကလေးတူဖြစ်ပေတယ်လွန်ခဲ့သောနှစ်နာရီကပင်စစ်သူကြီးအနန္တပစ္စည်းက တမူးမောင်ပြိုဝင်ဒီညာတက်ကိုကောင်းကောင်းကင်းဆောင်ရလိမ့်မယ်တရုတ်တွေအလစ်ဝင်စီးမှလည်းကြောက်ရသေးတယ်ရန်သူရဲ့စခန်းလမ်းပန်းများကိုအထောက်အလန့်လှုပ်ထားနေကြအဲ့ဒီလိုမှားကြရနိုင်ဟုတ်ကဲ့ဘုံမင်းကျွန်တော်မျိုးဝတရားကို နားလဲပါတယ်ဟူဝန်ခံကဥကောင်းကိုညှုတ်ခဲ့သေး၏ပြိုဝင်သည်ကြောက်စီရဲသားကိုတအိမ်တွင်လွယ်ကစခန်းနှင့်ခက်ခွာခွာသို့ထွက်ခဲ့လေ၏မောင်မင်းတို့ကြုတ်ကိုတွေ့ခြင်း ဟောဒီနေရာလောက်စီသာလာခဲ့ကြုံဒီမှာထိုင်နေမယ်ဟူမိမိဤရဲသားစစ်တီတော်များကိုမှားချားခဲ့သည်ဤဆောင်းရသည်ဖြစ်တာကြောင့်ညှင်းနဲ့လီနဲမောက်ကလေးတို့သည်တပွဲပွဲတစ်ဖြောက်ဖြောက်ကြာဆင်းလေဖြစ်၏တယောက်တည်းတင်းငုတ်တို့ပေါ်တွင်ထိုင်ကအဝေးသို့ငေးမြော်ကြည့်နေသော ပြိုဝင်းသည်တခါတခါတမင်တောက်တန်ကြီးဟောက်တန်များကိုတဲ့တဲ့ကြားလိုက်ရ၏တို့ရရင်ထိုအတန်များကိုသူသည်ဂယုမထား မုံပြာရီသောမြူမုံကလေးများကပင်ကိုအိမ်တပွဲရေမြေတောတောင်တိုင်းပြည်ပေါင်းအားတည်တန်းရစ်သွေ၍နေလေတယ်။မင်းလွင်တို့သည်ငဆောင်ချမ်းနယ်၏တောင်အားယူရပိုက်ပွေထားပြီးတကဲ့သို့မှတ်ထင်ရအောင်ရစ်ကနွဲ့နွဲ့မုံမုံသွယ်ဆိုင်လျက်ရှိလေတယ်။လူလင်ပြို၏ရုပ်ကလတ်အစူဝေးကြီးသည်တစ်တုံးတစ်ခုပေါ်၌တည်နေလျက်ရှိတယ်။တို့ရရင်သူ၏နန်းစီတသိပ်သည် ထိုရက်ထိုဒေသ၌မမွေမလျော်မပျော်ပိုက်သည့်အလားတာပေါင်းများစွာဝေးကွာသောပကံပြည်ကြီးသို့ခยีယာယီတော်လျက်နေလေတယ်။အိမ်တွင်ကြံရစ်ခဲ့ရှာသောခေဦးကလေး၏လှပပြေးပြေးသောမျက်နှာပြုံးပြုံးသည်ယောက်ျားပြို၏နှလုံးဟာရယဝတ္ထုတွင်၌ကိန်းရောက်နေလေတယ်။ပြိုဝင်းသည် မတုံမလုံမရွေမရှာပဂရိငိမ့်တက်၍နေတယ်။ကနိုင်တော်ကြီးအတွင်မှာ ခွာညိုပန်းတစင်ပန်းများဤမွေးကြိုင်သောရင်နဲ့သည်ပြိုဝင်းအားထိုဒေသမှမပြောင်းခြင်းအောင်သွေးဆောင်ချော်မြူနေတဲ့ကဲ့သို့မှတ်တင်ရလေတယ်တစ်ချက်တစ်ချက်တစ်တော်ကြီးထဲမှ ဖြတ်တန်းကျူကျော်၍လာသောမြောက်လီချုံဝန်းကလေးလှောက်လိုက်သည့်အခါ၌ပြိုဝင်းဤကိုကာရအားအအေးတက်ဖြင့်တိုးခတ်တွေးထီစီပြီ၏တို့ရရင်သူသည် ထိုအအေးတက်ကိုအေးမဆိုင် အခန်းနှင့်ခင်ဦးသည်ပြိုဝင်းဤလေပင်ကိုတိုင်းဖတ်ထားလေ၏ပြိုဝင်းဤလက်တစ်ဖက်ကိုမိမိလက်နှင့်ဆွဲယူကာရင်ညွန့်ဘောသို့အတရာတင်လေ၏ယောက်ျားမျိုးသည်ခင်ဦး၏ရင်ညွန့်ဘောသို့မိမိ၏ကျဲပြန်သောရင်အုပ်ကြီးနှင့်ကပ်၍ထားကာသူ၏လက်တစ်ဖက်သည် သူမ၏ခါကိုပွေဖတ်ထားလေ၏မမခင်နဲ့ဘယ်တော့မှမခွဲဘူးနော်နော်ခင်ဦးကား ကလေးတပွဲပြောလေ၏ပြိုဝင်းကခင်ဦး၏မျက်နှာကိုရှောရှောဆဆကြည့်ကပြုံးလိုက်လေတယ်ခင်လေးမောင်မျက်နှာကို ဟောရီလိုသာအမြဲကြည့်နေခြင်းတယ်ချစ်တယ်ချစ်တယ်သိချစ်တာပဲဟုကနွေကရပြောကပြိုဝင်း၏လဲပင်ကိုဖတ်ရင်ပါးချင်းကတ်ထားလေ၏လူလင်ပြူသည် အားမလို့အားမရဖြစ်လာသည့်အလားအပြိုကလေးအားအားရှိပါရှိ ဖြစ်ညစ်လိုက်လေ၏ မမလွတ်ပါအောင်အသက်ရှူလို့မရဘူးမနင်းနေလောက်ရှော့တော်မူပါအောင်ဟူခေဦးကမပွင့်တပွင့်ပြောလိုက်လေတယ်ပြိုဝင်းကပြင်းညစ်ထားရမှရုတ်တရက်လွတ်လိုက်ကအตาရတက်ပြင်းကြီးချလိုက်လေတယ်ခေဦးလည်းပြိုဝင်းမျက်နှာကိုမောကြည့်ရာက မမခေကိုစိတ်ဆိုးသွားသလားဟမ်စိတ်ဆိုးသလားမော မောင်ကတိတ်ညစ်တာအသက်ရှူလို့မရဘူးလေပြောတာသဘောမကျဘူးလားမောင်ရင်ဟုတ်ခလေးပမာ တောင်းပန်ရှာလိပြိုဝင်းသည် စကားတလုံးမြပြန်မပြောစီခင်ဦးကပြိုဝင်းဤကိုနှင့်အနေငယ်ခွာလိုက်ပြီးလင်ဝမ်းနေသည့်ဟန်ဖြင့်မျက်ရည်များက စီးဆင်းလိမ့်ကြလိပြိုဝင်းလည်းနောင်တရသွားသည်နှင့်မချခင်ဦး၏ကြောပြင်းလေးကိုညင်သာစွာပုတ်ရာက ဝမ်းနေသွားသလားယင် မောင်မောင်ခင်ကိုဘာမှစိတ်မဆိုးပါဘူးဘယ်တော့မှစိတ်မဆိုးရက်ပါဘူးမောင်မောင်တက်ပြင်းချတာကတခြားပါခင်ရဲ့ခင်ကမောင်ကိုသိချင်နေတာတွေတွေ့တော့မပြောရက်အောင်ရှိတယ်ဒါပေမဲ့မပြောလို့လည်းမပြီးတဲ့စကားမျိုးပြောရတော့မယ်ဟူပြောရမထွက်ရက်တည်အလားရက်ရွေထားလိုက်လိမ့်ဤခင်ဦးလည်းမျက်ရည်များကိုကြပြားကြရတုတ်လျက်ဖာစကားများပြောမှလဲမောင်ရဲ့ ပြောရင်လည်းမြင်မြန်ပြောပါခင်တိပြစီတော့ဟူမေးဒီအတွက်မောင်မောင်တို့မြန်မာရီနဲ့တရုတ်တွေဆစ်ဖြစ်ကြပြီဟင်ဟုတ်လားမောင်တက်ကြတဲ့643ခုနှစ်တုန်းကတရုတ်ဘရင်ဥတီဘွားထံကတန်အမတ်တွေဆေလွတ်ပြီးဒို့ဘရင်နရပတိထံကို လက်ဆောင်တော်များအတောင်းလာတယ်တရုတ်တန်အမတ်တွေကမင်းကြီးရှိမှ မချေမငံပြောကြတဲ့အတွက်တရုတ်တန်မတ်တစ်ချိန်နဲ့ င်းတီတော်တထောင်ကိုတယောက်မကြမ်းတက်ပြစ်လိုက်တာ ခင်တိမှာပေါ့နိုင်ငံသားတန်မတ်ဆိုတာဘလောက်ဆိုးပင်ပဲကွက်မြတ်ယူထုံးစံမရှိဘူးဒါကြောင့်မို့တရုတ်ဘီရင်ဟာဒေါသထွက်လွန်းလို့ပကံပြည်ကြီးကိုဖျက်ဆီးရအောင်စစ်တီသူရဲ့နှက်ကလေးကြော်လှော့လိုက်တာအခုဗမော်တို့ကောင်းတုံတို့စီတော်ရောက်လာကြပြီကွယ်တရုတ်တို့နဲ့ဆစ်ဖြစ်တာဖားဆိုင်တယ်လဲမောင်ဆိုင်နာပေါ့ခင်မောင်မောင်ဟာတက်မှုတူးမို့စစ်တိုက်သွားရတော့မယ် နှင်းငွေကလေးသည်တရီရီထားလျက်ရှိလေ၏။မွေးကြိုင်သောလေးကြိုကလေးသည်လှဲ့ဝန်းလျက်ရှိလေ၏။ချိုနှဲ့သောဗဟိုနာဤတန်ကိုကြားလိုက်ရ၏။ခင်ဦးဤမျက်လုံးအိမ်ထဲမှမျက်ရည်တို့သည်ပွေးဖက်၍ထားသော ပြိုဝင်းဤလက်ပေါ်သို့တပောက်ပေါက်ကြားဆင်းနေလေ၏။ခင်လေးမောင်နဲ့ခွဲလို့မရတော့မတော်လို့မဖြစ်ဘူးလားမောင်ရဲ့ပြိုဝင်းက ခေဦးနှင့်ရင်ချင်းအထားပြန်လေ၏ခေဦး၏လက်နက်ဖက်သည်ပြိုဝင်း၏လက်ပင်ကိုဖတ်ထား၏မောင်မောင်ကိုနောက်ဆန်တဲ့အောင် မလုပ်ပါနဲ့ခင်ရဲ့တိုင်းပြည်နဲ့အမျိုးအတွက်ဆိုတော့တွားရလိမ့်မယ်ခင်ပကံပြည်သားတွေရဲ့တတ်တီကို ကောင်းကောင်းကြီးပြရမယ်မငိုပါနဲ့ခင်ရဲ့အမျိုးနဲ့တိုင်းပြည်အတွက်စစ်တိုက်သွားတဲ့လူတယောက်ကို အာရုံအောင်မလုပ်ဆမ်းပါနဲ့ခင်ရဲ့ဟိုယောက်ျားပြူကား နှစ်သိမ့်စေလိမ့်၏ခင်ဦးကပြိုဝင်းကို အာရှိပါရှိဖတ်ထားလိမ့်၏ခင်ဦးသည်ပြိုဝင်းအားအသာယာနှမ်းရှုပ်ပြန်လိမ့်၏ခင်လေးမောင်အသက်ပေးချစ်တယ်ချစ်တာမသိချစ်တာပဲခုတော့ခွဲရအောင်မကလားမောင်ရဲ့ခင်ကိုမောင်ပိုင်နေမောင်မောင်ဟာခင်ဦးရဲ့တစ္ဆာဦးခင်ကိုမောင်အားရှိပါရှိချစ်တော်နော်မောင်ရဲ့ ခင်ဦးကခလေးတပွဲပြောရှာလေ၏။ပြိုဝင်းသည်ခင်ဦးအားနန်းရှုပ်ပြန်လေ၏။အခန်း၃ခொနစင်ကျဲပြောင်တို့သည် အမီးထောင်လျက်ရှိလေပြီ။ညနေလာသည်နှင့်အမျှနှင်းပေါက်ကလေးတို့သည်တဲတရက်တဲ၍တဖြောင်းဖြောင်းတပွဲပွဲကြား၍နေလေ၏။နေရီတို့သည် ပြိုဝင်း၏ကိုပေါ်သို့မင်္ဂလာပိတ်သိမ့်တွန်းလောင်းသည်နှင့်မချာမှတ်ထင်ရလေ၏။ လူလင်ပြို၏အဝတ်တစားတို့သည်ဆို၍ရွှဲလျက်ရှိလေပြီသူ၏ဝိညာဉ်သည်လေးလံလှစွာသောပေါက်ကံရာမှပကံပြည်ကြီးမှတဖန်ကိုရင်းတို့ဝင်ရောက်လာလေ၏သူသည်တတိမိနေရာမှတဖန်တတိပြန်၍ရလာသောလူနာကဲ့သို့တစ်တုံးပေါ်မှထကာရွှေစည်းနှင်းလောကကြီးကိုအမြင်သည့်နှင့်ကြည့်ရှုစစ်ဆေးနေလေ၏ခင်ဦး၏ချုံ뇌တန်ရှင်းသောအတန်ကလေးများကို ။ကောင်းငင်မိုးရံဝတွင် တီးနေသောစောင်းကောက်ဂီတတန်းဟုမှတ်တင်ရှိလေ၏။ပြိုဝင်းကတက်ပြင်းတစ်ချက်ချလိုက်ကပဝင်းကျင်ဒေသကိုအကဲဖြတ်လေသည်။မိုးတို့တီခေါင်လွင်အောင်ကကဆွန့်ဆွင့်ငွားငွားမြင့်လျက်ရှိကုန်သော ကျုံးမေမနောက်ပင်ကြီးများကကြွားရရာစီရီရီမြေကြီးထဲမှ အတင်းတို့ထွက်ရုံးကန်၍ပေါက်ရောက်နေသည်ဟုမှတ်တင်မွေးရှိလေ၏။ ခုံလဲတုံးချမိသူအနောက်ရှက်များမရှိသည်မှာဇာတာဆန်းလက်တန့်စင်၍အခေါင်ရောက်နေသည်နှင့်မချားဖြစ်ကတင်းညွတ်တည့်ရွယ်အကိုင်းခတ်အတွန့်တက်များသည်ထွားထွားချိုင်းချိုင်းအုပ်ရဲ့ဆိုင်ဆိုင်ညိုမိုင်းစီကပြေဖြိုးကဖားဖားရရဝေဝေဆဆရှိနေခြင်းမှာမြေပြင်အားထီးရွက်ကြီးဖြင့်မုံမွားသောအလင်းရောင်ကို ဖြံဝန်းမိုးကထားပြီးတကဲ့သို့ဖြစ်လေ၏ တစ်ပင်ကြီးများ၏အကိုင်းခတ်များမှာရှည်သည့်နေရာတွင် ရှိပြီးတိုတောင်းသည့်နေရာတွင်တိုတောင်းနေလျက်မညီမညာသလိုလို ဖြစ်နေခြင်းကဒိုအကိုင်းခတ်များကြားထဲမှာဝင်ရောက်ထိုးဆင်းနေသောလရောင်မှာမြေပေါ်တွင် အစောအစညင်ညင်ညွတ်ညွတ်မရှိအောင်မှောင်သည့်နေရာတွင်မှောင်လင်းသည့်နေရာတွင်လင်းက အရေးများထင်နေလျာပကြီးဆရာသည်စိတ်ပြက်လက်ပြက်ရှိသည့်အတွက် စုတ်တံကိုဒေါသတကြီးနဲ့ခါလိုက်တော့ကြောင့်စေးရီစေးဆံမှာ ပေဆွန်းသွားသည့်တရံလိုမှတ်ထင်ရလိမ့်၏လူလင်ပြူသည်တစ်ပင်ကြီးများအရေးကောင်းမှုကိုကြည်နေလိမ့်၏မလန်းမကန်တောတဖက်မှာဂျိုင်းတန်တတန်ကိုတဲသေးမြချလိုက်ရ၏ထိုအခါသူသည် အဖို့မပါတယောက်ထီးသည်ဒေါ်ကြီးအလဲတွင် ရောက်နေမန်းကိုတတိထားလိုက်မိလိမ့်၏ပြိုဝင်းက အလွန်မင်းတတ္တိကောင်းလာသောစစ်သားတဦးဖြစ်ပေ၏စစ်သူကြီးများဖြစ်သောအန္တပစ္စည်းနှင့်ရန္တပစ္စည်းသည် သူ၏ပြည်တိကိုအကြိမ်ကြိမ်ချီးကျူးခဲ့ဘူး၏သူသည်ချီးကျူးခြင်းခံနိုင်သည့်အတိုင်းပင်တကယ်တတ္တိရှိသူပကံပြည်သားတဦးဖြစ်ပေ၏တို့ရရင်သူသည် ထိုညင့်ခါ၌ထိုရက်ဒေသ၌တယောက်တည်းတည်းနေရာချင်းတွင်မူအနှင်းငယ်ကြောက်ရွံ့သလိုလိုရှိမိလေ၏ ပကံပြည်ကြီး၌ကြံရစ်ခဲ့ရှာသောခေဦးကလေးကိုအောင်းမိလွန်ဆုံမိရာမှအားငယ်သလိုလိုဖြစ်လာ၏သူဤစိတ်သက်သည် ရခိုင်ခါကလောင်တဲမှကြံခိုင်ခြင်းမဖြစ်ပဲစိတ်ပြော့သလိုလိုနွမ်းနယ်ပြောင်း၏သလိုလိုဖြစ်နေ၏အားငယ်ခြင်းစိတ်ပြော့ခြင်းသည်ကြောက်ခြင်းအားထောက်ခံပြည့်စွတ်ပေးနေသလိုမှတ်တင်ရလေသည်လူလင်ပြိုကမိမိဤတက်စခန်းချရာသို့မျောမှန်း၍ကြီးလိုက်၏ တို့ရရင်တစ်ပင်အုပ်ကြီးများကွင်းနေသောကြောင့်ဘာမှမမြင်ရထို့နောက်တဖန်မိမိမျက်နှာမူရအရက်ကိုစူးစမ်းဆင်ခြင်ပြန်လေ၏တက်ကိုင်းခက်လက်များအစောစမညီမညာအောင်လောင်းရိပ်ထိုးကြစီးစင်းနေခြင်းများကို လောကနာနာဘဝတစေတပတ်ကြီးတကောင်သည် သူ၏အမွှေးစပွားဖြင့်ကြောင်မတ်ဘွယ်ကောင်းသောလက်ကြီးကိုဖြန့်ချထားသည့်လက်ချောင်းများတရံနှင့်တူသည်ဟုလူလင်ပြူသည်မှတ်ထင်လေ၏ အခန်းလေးတဲတဲမဲမဲရွာလောင်းနေသောနှင်းပေါတို့ဤအလေးချိန်ကိုမခံမရက်နိုင်သောတည့်ရွက်တင်းညွန့်ကလေးများသည်မြေပေါ်သို့ကြွေကြထားလျာမြောက်ဘက်တီးဘက်ပြည်လောင်းအာသံပြည်လောင်းစီမှလေးချိုဝန်းကလေးကတချီတချီတိုက်လိုက်လျာတည့်ရွက်ချောင်းများပြေးလွှားလှုပ်ရှားတံတို့တရှဲရှဲတရှက်ရှက်မြည်နေသည်များလောကဤနာနာဘဝတစေတရေများသည် အချင်းချင်းတိုင်ပင်တီတို့ စကားပြောတမ်းများလိုလိုပြိုဝင်းဤစိတ်၌တွေးဟန်ရှိလေ၏။လေပြင်းကလေးတစ်ခါခါဝေယမ်းလိုက်သည့်အခါတွင်တစ်ကိုင်းကြီးများရင်းရွယ်ပါသွားသောကြောင့်မြေကြီးပေါ်တွင်ထိုးတင်းနေသောမောင်နှင့်မဲမဲအရေများလှုပ်လှုပ်ရှားရှားရွေရှား၍သွားသည်ကိုပင် ကြောက်ရွံ့နေသောပြိုဝင်းဤစိတ်၌နာနာဘာဝအစိမ့်တရေတစီတပတ်များကာကုံမြူတူပျော်ကျူးနေကြသည်ဟု ယူဆမိလေ၏။ နှင်းငွေမစင်မြူမင်းလွင်တို့သည်ပုံမိုင်းဝီရီလျက်အခိုးငွေများပြန့်လွင့်ရစ်တန်း၍နေလျာပြုံဝင်း၏စိတ်၌ရုံမပါနန်းသာရှိသောဝိညာဉ်များသည် လေထဲ၌လွင့်ပါလျက်ရှိနေကြသည်ဟုသဘောပိုက်မိလေ၏ပြုံဝင်း၏စိတ်အစဉ်သည်နေသားကြမရှိသူ၏အတ္တိတရားတို့သည်တုံလုံးလျက်ရှိလေ၏သူ၏တရရွတ်နှလုံးသားထဲ၌သွေးများတစ်စက်တစ်စက် ထိုးကြနေသည့်အာသည် မြေပေါ်သို့တဖြောင်ဖြောင်တပွဲပွဲကြနေတော့နှင်းပေါက်တန်ဤအချိန်မှအားနေညီတူ၍နေလိမ့်ဤသူဤစက္ခုအာယုန်သည်ရာဇမတ်ကွက်ကဲ့သို့ အပေါင်များဖြစ်နေသောမောင်ရိပ်ပေါ်သို့စူးရောက်၍သွားလိမ့်ဤရှေမျောမျောရာဝတ္ထုတစ်ခုကို သူတွား၍မြင်လေသည် လူလင်ပြိုကချက်ချင်းဓာတ်ကို ဆွဲထုတ်လိုက်လေသည် ရောင်စားကဤနေရာမြေကွက်ကိုကြည့်မိ၏မြည်သည့်ရာဝတ္ထုကိုမှ မတွေ့မိလိုက် ယခုမှပင် မြင်လိုက်ရ၏သူသည်တတုံးပေါ်မှထလိုက်လေ၏အယောင်ဝတ္ထုသည်လူတယောက်ဖြစ်ကြောင်းသိလေ၏ပြိုဝင်းကဒလွယ်နှင့်အနားသို့ချင်းကပ်လေ၏လဲနေတော်သူသည်မလုံရှားငြိမ်သက်၍နေပြီ၏တေးသေးချာချာကြည့်လိုက်သောအခါတွင်အသက်မရှိသော လူတယောက်၏အလောင်းဖြစ်ကြောင်းအကဲခတ်မိလေ၏အိုးဘဲနေဟာရီနဲ့လာတွေ့နေပါလေဟုရေရွက်က ရခင်တစ်တုံးပေါ်သို့ပြန်ထိုင်လိုက်လေ၏။သူသည်တုံလှုပ်လျက်ရှိနေလေသည်။အလောင်းကောင်သည်မှောင်ရိပ်တွင်နေလျာရေးရဲမျှသာမြင်ရပေ၏။ပြိုဝင်း၏နှလုံးသားသည်တရိတ်တိတ်ခုန်လျက်ရှိလေ၏။တောကြီးတောင်ကြီးအလဲတွင် လူသေးကောင်လောင်းတစ်ခုနှင့်အတူနေပြီးတကဲ့သို့ဖြစ်နေ၏။အနှဲငယ်မျှပုတ်စော်နန်းသည်ကိုထောက်ခြင်းအဖြစ်တေဆုံးသည်မှမကြသေးဟုယူဆမိလိုက်၏။အခုနေများ လူသေးကြီးတွေကိုဖုတ်ဝင်လာပြီးငါ့ကိုခံတတ်ရင်တော့အခက်ပဲတောကြီးအလဲမှာလာသေးနေတာဘလို့လူမျိုးများပါလေငါစိတ်ဟာစောစောတဲကကြောက်ရွံ့လိုလိုတုန်လှုပ်နေတယ်ဒီအလောင်းကြီးနဲ့နီးကပ်နေလို့များလားအိုးငါမကြောက်ဘူးသူကဝိညာဉ်မရှိတဲ့လူသေးငါကအရှင်ဘာကြောက်စရာရှိလဲမဲမကြောက်ရအောင်မကြောက်ရအောင်တိုးတိုးရေရော့ကစိတ်ကိုတင်းရမှာ အလောင်းကြီးကိုလှမ်းကြည့်လိုက်၏အလောင်းကြီးသည်မောင်ရည်ထဲမှရွေရှားကမျက်နာတစ်ချမ်းသည်လရောင်အောက်တွင်ထင်ရှားစွာ ပေါ်လွင်နေလေ၏ပြိုဝင်းသည်ဖြန်းကနေကြသိမ်းမွေးခြင်းများထထွားလေ၏မိမိရှိရှိ ရေမြေတောတောင်တို့သည် ရိမ့်ထိုးနေကြသည်ဟုမှတ်ထင်မိ၏အလောင်းပေါ်သို့အုပ်၍ထားသောတေကန်းကြီးမှာတစ်ဖက်သို့ရိမ့်သွားသည့်အတွက်လူသေး၏မျက်နှာတစ်ချမ်းပေါ်သို့ လာရောက်ထိုးရောက်နေခြင်းဖြစ်လေ၏ပြိုဝင်းသည် အလောင်း၏မျက်နှာကိုဂရုထားလိုက်မိ၏အင်ကြီးပေါ်ပွားဘောင်းမီပေါ်ပွားနှင့်တရုတ်လူမျိုးစစ်သားတဦးဖြစ်ကြောင်းချက်ချင်းသိလေ၏တက်ကိုင်း၏အရေးများလှုပ်ရှား၍နေလျာအလောင်းသည် ကုန်း၍ထရန်အာယူနေသလိုမှတ်ထင်ရလေ၏လူလင်ပြိုကတိုက်ခိုက်အံ့သောငါဓာတ်ကိုမြင်းမြန်စွာဆုတ်ကန်ရင်းအလောင်းသားတို့ချင်းကပ်လေ၏ အလောင်းဒီမလုံမရှာတယောက်ထီးထီးဖြစ်သောကြောင့်သူသည်အားငယ်မိ၏လဲနေသောအလောင်းကသူ၏စိတ်အားအမျိုးမျိုးခြောက်လန့်လျက်ရှိလေ၏သူသည်ကြောက်လျက်ရှိကြပြီထိုထက်ကဲ၍သူသည်တုံလှုပ်ခြောက်ခြား၍နေလေပြီငါဒီနေရာမှာကြာကြာနေလို့မဖြစ်ဘူးအဝေးကိုပြေးမှာပဲဒီအလောင်းကြီးဟာငါ့ကိုထားတတ်လိမ့်မယ်ထင်တယ်ငါစိတ်ဟာလည်းတုံလှုပ်နေတယ်ငါစကမ်းကိုပြန်မှာပဲ ဆိုမီကပြန်ရန်ခြေလန်းကိုပြင်လိ၏။နောက်တခုခုကိုတွေးမိသည့်အလားခြေကိုရက်တန့်လိုက်၏။ငါဘာဖြစ်လို့ဒီနေရာကရှောင်ရမှာလဲ။မတော်ဘူး။ငါတက်သားတွေကိုကျုပ်ကိုတွေးချင်ရင်ဒီတတုံနာလာရှာလှဲ့လို့မှာခဲ့တယ်မဟုတ်လား။ငါဒီနေရာကရှောင်သွားလို့ရှိရင်ငါတက်သားတွေဟာတမူးပြိုဝင်အလောင်းကိုကြောက်လို့ပြေးရလို့ထင်ကြမှာပေါ့။ငါမကြောက်ဘူး။ငါတတ်သိရှိတယ် ပကံပြည်စစ်သားတွေဟာရဲစိတ်ရှိ ကြောက်တယ်ဆိုတာပကံအပိတံမှာမရှိဘူးငါရဲတယ်ငါတတ္တိရှိတယ်ဟူရေရွတ်လေတေးရွက်ချောင်များမြေပေါ်တွင်ပြေးလွှားနေကြသဖြင့်တရှဲရှဲတချက်ချက်မြည်နေလေတိုးရောင်တွင်ပြိုဝင်းသည် တုံလှုပ်ကြောင်းရွတ်လျက်ပင်ရှိသည်သူသည်တတ္တိရှိသူဟုမန်ကြီးသူတူဦးဖြစ်လေ၏တရုတ်စစ်သားအလောင်းသည် မလုံမရှားငြိမ်သက်၍နေပြီ၏ ယောက်ျားမျိုးသည် တရိုးကိုမြဲမြံစွာစုပ်ကင်ထား၏အခန်းကလူတန်သူတန်များကို အဝေးမှကြာရ၏ယောက်ျားမျိုးသည် အလွန်မင်းတုံ့လုံနေသဖြင့်ချွေးများသည်ဆူရွှဲလျက်ရှိလေ၏လူလင်ပြူကဓားကိုမြောက်လိုက်၏တရုတ်စစ်သားအလောင်းကိုတည်တည်ချာချာကြီးရှူလေ၏ဓားရောင်သည်လရောင်တွင်ဝင်းငနေပြောင်းလဲ၍သွား၏ တရုတ်လင်မန်းရိုက်တံများကိုကြားရ၏လူတံများကစူညံ၍လာလေ၏ခက်လန်းလန်းမှစကန်းချတာသောမြန်မာတက်သည် အသက်ဝင်လာသည့်အလားလှုပ်လှုပ်ရွတ်ရွတ်ဖြစ်လာလေ၏စစ်စီစမောင်းတို့ရိုက်စော်တိခတ်တန်းတို့သည်တိတ်ဆိတ်လျက်ရှိသောလောကကိုဖျက်ဆီးပစ်လေ၏တရုတ်မြင့်တက်သူရဲ့90ခန်းအပြင်းနယ်လာလေ၏ပြိုဝင်းထိုင်နေသောနေရာဘေးတွင်မြန်မာတပ်နှင့်တွေ့ကြလေ၏ များတို့သည် တဝီဝီဖြတ်တန်းလျက်ရှိကြ၏ဒါအချင်းချင်းထိခိုက်မိသောအတန်တို့သည် တချင်းချင်းဆူညံ၍နေ၏မေးမုံသောလာရောင်တွင်ဓာရောင်လှံရောင်တို့ကဝင်းငနဲ့လက်ခနဲ့ပြိုးပြိုးပြဲ့၍နေကြ၏ရန်သူနှဖက်တို့သည်ရှုပ်ထွေး၍နေကြ၏တရုတ်စစ်တပ်ပြဲ့၍ပြေးလေ၏မောပန်း၍နေသောမြန်မာစစ်သားတို့လည်းစခန်းသို့ပြန်သွားကြလေ၏ နေအာယုံတက်၍လာလိမ့်မည်။အရှိတ်ကောင်းငင်ပြင်သည်အပြိုကလေး၏ပအိုးကဲ့သို့ညီထွေးရဲတောက်၍နေ၏။စစ်သူကြီးအနန္တပစ္စည်းနှင့်ရန္တပစ္စည်းတို့သည်ညကတိုက်ခိုက်လိုက်ရသောစစ်ပွဲကလေးတွင်ကြာဆုံးသည့်စစ်သားများကို စစ်ဆေးကြည့်ရှုလျက်ရှိနေလိမ့်၏။ကျုပ်တို့တော်တော်လေးဒုက္ခများလိုက်သေးတယ်တော်တော်ညစ်တဲ့တရုပ်တွေညာကြီးတကောင်လာတတ်ရတယ်လို့နောက်ပြီးသူတို့မြင်တတ်ကလည်းနည်းနည်းလေးနဲ့ ဟုအနန္တပစ္စည်းကဆိုသောကြောင့်ဒါပေမဲ့သူတို့ဘက်ကအကြများတယ်မဟုတ်လားဗိုလ်မင်းဟောဟိုမှာလဲနေတာတမိုးဝစ်စားနေပါလားကျုပ်တို့ဘက်တော်သားပဲပြောကလဲနေသောအလောင်းတစ်ခုရှိရသောသွားကြလေ၏၎င်း၏ဘေးတွင်လဲတည်နေသောတရုတ်စစ်သားအလောင်းတစ်ခုဖြစ်လေ၏မြန်မာတမူးဆိုသူ၏ဘိုက်တွင်ဓားကြီးတစ်စင်းဆိုင်လျက်ရှိလေ၏တရုတ်အလောင်းတွင်ဓားခုတ်ရပါ 15ချက်ကိုတွေ့ရလိမ့်ဤ။ဟိုဒါတမူးကလေးပြုံဝင်းရဲ့အလောင်းပါကလား။ဒီတရုံနဲ့တိုက်ခတ်ကြတယ်ထင်တယ်။ဟုအနန္နပစ္စည်းကမှတ်ချက်ချလိမ့်ဤ။သွေးများကပြိုဝင်းပေးတွင်အိုင်ထွန်းလျက်ရှိလိမ့်ဤ။စစ်သူကြီးကပြိုဝင်း၏ဝမ်းပိုက်တွင်စိုက်နေသောဓားကိုတေချာစိစက်စွာ ကြီးရှုစစ်ဆေးနေ၏။ထိုဓားမှာမိမိကပြိုဝင်းအားစူချထားသောဓားဖြစ်ကြောင်းသိရလိမ့်ဤ။ သူသည်ဓာတ်ကိုလွှတ်ချကာအခြားတရုတ်အလောင်းကိုကြည့်ပြန်လိမ့်၏ထိုတရုတ်အလောင်းတွင်ဓာတ်ခုတ်ရာ15ချက်ထက်များတော်လဲသွေးတစက်မျှမတွေ့ရလဲနေသောပြိုဝင်း၏မျက်နှာမှာ အလွန်မင်းကြောက်ရွံ့နေဟန်ရှိလိမ့်၏စစ်သူကြီးနှုတ်ဦးသည်ထိုအလောင်းနှစ်ခု၏ဖြစ်ပျက်ပုံကိုအံ့ဩလျက်ရှိလိမ့်၏ပြိုဝင်းပိုက်မှာစိုက်နေတဲ့ဓာတ်ဟာလဲသူ့ဓာတ်တရုတ်အလောင်းကဓာတ်ဒဏ်ရာတွေကလဲသွေးတစက်မှမရှိဘူး ဘလို့ဖြစ်ကြတာလဲပုံမင်းဟူအန်ဩတီဟန်ဖြင့်အနန္တပစ္စည်းကပြောလိမ့်၏သူသည်ရန္ဒပစ္စည်းဤမျက်နာကိုကြည့်လိုက်လိမ့်၏ရန္ဒပစ္စည်းသည်သူဤမျက်နာကို ပြန်ကြည့်လိုက်လိမ့်၏နာဆင်ပေးသူ အလုံးကိုကျေးဇူးတူးပဲတင်ရှိပါရဲ့ရှင်